ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မအေးပေးဓမ္မပြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုကျက် report reaching ရချင်းရဲ့ဧပြီ22ရက်နေ့ညပိုင်းစီစဉ်နေကနေပြောင်းလဲကျူလိုက်ပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်ရဲ့ကိုကျက် reaction channel 2ကိုလည်းတော့ရောက်ပြီးတော့ like and follow ပြီးတော့ကြည့်ရှုအားပေးလို့ subscribe လုပ်ထားလို့ရရဲ့ဆိုတော့ဒီနေရာကနေပြောင်းထပ်မံအသီးပေးနေပဲဒီနေ့ညမှာလည်းတင်းကောင်းနေပြီဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲပြောရွှင်နေနှထားအောင်မှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံး ဆုံးဒီကြည့်ရှုပြဖို့ဒီနေရာနေပြီးတောင်းဆိုလိုက်ပါရယ်အနောက်ဆုံးနေနဲ့ကတော့2008ကကွက်ဒီကို2025မှာလဲအကွေးတွေကတော့နင်းနေသေးပါပဲလူတွေကအရှိကစာအုပ်ကြီးတိုင်းပဲတွားနေတော့ပြရပါတယ်အဲ့ဒါဘာတွေလဲ2008ခုနှစ်မှာတော့နာကိမုံတိုင်းကြာရှိခဲ့တဲ့အဓိကထိခဲ့တဲ့ AOP တိုင်းမှာဒီပကနေပြီးလူတန်းနဲ့ပစ္စည်းတွေကိုပြန်လဲရောင်းချနေတာဖြစ်တဲ့အတွက်ဝေဖန်မှုတွေရှိနေကြပြင်မယ်လေအဲ့ဒီအချိန်မှာတော့ဘုမှုကွန်ရဲ့စာမျက်နှာတွေကဖုံးပေါက် ဖြစ်ခြင်းမရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက်တန်တာကြပြီးသတင်းတွေကိုမျက်မြင်တွေ့ရှိရခြင်းမရှိမလဲလက်ရှိအချိန်ဒီမှာကတော့သတင်းတွေကပေါက်ကျနေဖြစ်ပါပြီ။ဒါတော့ WFP ဒီစကုတ်ထုတ်ကို900ကျန်နှုန်းကနေပြီးတစ်ထောင်ကျန်နှုန်းဒီဈေးတွေပေါက်နေရဆိုပြီးတော့အခုလူမှုကွန်ရက်ဆာမျက်နှာတွေကတဆင့်ပြည်သူတွေကနေပြီးပြန်လည်ဖြန့်ဝေထားတာကိုတွေ့ရှိရပါတယ်။လင်ဒန်သင့်ပြည်သူများအားလှူဒန်းသည့်ရိတ်ခါများဖြစ်တော့လဲစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်တွင်ရတဲ့သူမရပဲရောင်းချနေမှုတွေဖြစ်နေကြောင်းလည်းသိရှိရတယ်လို့ဆိုထားပါဗျ။အဲ့ဒီပြင်သခိုင်းရှင်ရွှေမင်းဝရက်ွက် တရုတ်ကောင်စီအုပ်ချုပ်ရေးမှူးကနေပြီးတော့ WFP စံတအိတ်ကို9000ကျပ်ဖြင့်ဈေးလျှော်ရောင်းနေပါတယ်ဆိုပြီးပြန်ရောင်းစောင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားတာကိုလည်းလက်ရှိမှာတွေ့မြင်နေရခြင်းဖြစ်ပါတယ်။ဘီလက်မြေတွေအုပ်သေးကြောက်တွေကိုရောင်းတော့မယ်ဆိုပြီးတော့သတင်းထွက်ပြီးတဲ့အချိန်မှာပဲအခုဆိုရင်တော့မုံနေပါရောင်းနေတဲ့အနေအထားတို့ကိုတွေ့ရပါတယ်။ဒါ့အပြင်ကြည်ချင်းအဖင့်ပြည်သူတွေအနေနဲ့မင်းရောင်းနိုင်ကိုဗျာလေးတစ်ပုတ်နဲ့မှတ်တမ်းကျင်မှော်ကွန်းရေးထိုးပေးလိုက်ပါတယ်ဗျာ။33ရက်ဟာမအေလို့ရဲ့မွေးနေ့ပါ 1956ตุ้ยคุยเซ่ป๊อกตุ้ยป๊อกเคเรซาตี้ฮาตองไม้จะเวบามาตะทองตะกองพะเพลูไม้อะตา2027ตะแยมาคุยอานาเต็งนาอะเตซูเนอะตะถั่วคุยไม้ปวาเป็ดตีรองซูเยอานาရှင်คุยโรเยพากินตะไม้ဝင်หมอกุนโชสิอานาရှင်เมเอโล က်ထပ်သတင်းမှာတော့မြန်မာနိုင်ငံမှာရှိတဲ့ PDF အဖွဲ့ဝင်တွေပါဝင်တော်လန်ကြီးတိုင်းရင်းသားလူမျိုးဘသူမဆိုနဲ့ NUG အဖွဲ့ဝင်အားလုံးကိုဖွဲ့တိုင်းနဲ့ဆွေးနွေးမယ်လို့စစ်ကောင်စီငိမ်းပေါ်ဥက္ကဋ္ဌကနေပြီးတော့ပြောကြားလိုက်တာသိရှိရပါတယ်။ရေးစံနဲ့ပတ်သက်ပြီးတော့ကတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲအခြေအနေကိုရက်ဆိုင်သွားရန်အတွက်စစ်ကောင်စီကကမ်းလှမ်းချက်တခုဖြစ်ပြီးစစ်ကောင်စီအနေနဲ့ NUG ပါဝင်မိသည့်တိုင်းရင်းသားလူမျိုးတော်လန်ကြီးတက်များနဲ့မဆို ပီဒီအာများပါပေါဝင်ဖြစ်ပါရဲ့ဆိုတဲ့အကြောင်းကိုလည်းထက်မှန်ဒုတိယအကြိမ်ပြောပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေကိုပြုလုပ်မှဖြစ်တဲ့အတွက်အဖွဲ့အစည်းများအနေဖြင့်ဆွေးနွေးမှုများပြုလုပ်ရန်ဆက်သွယ်ပေးကြဖို့ပဲတောင်းဆိုထားတာကိုတွေ့ရှိရပါတယ်။အဲဒီအနေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေရောပြည်ပမှာရောက်နေတဲ့မြန်မာတော်လန်ရေးညီကိုမောင်နှမတွေရောဘာတွေပြောလဲဆိုတာဗီဒီယိုလေးမှာတွေ့ရမှာဖြစ်ပါတယ်။ဂတိမတိညံမမီလိန်လီညစ်ပတ်မဆက်တက်မြို့ရရွာတဲ့ဘုံနေကျဲအဲ့ဒါဘယ်သူလဲ။ ဂတိမတီလူမပီလိန်လီညက်ပတ်လူကိုတတ်တနတ်ကိုကိုင်မစင်နိုင်အဲရာမင်းအောင်လိုက်ဟုတ်ပါရဲ့ကွဲမင်းမန်နဲ့နောက်ထပ်မေးအောင်မယ်ဟုတ်ပါရဲ့ကွဲမင်းမန်နဲ့နောက်ထပ်မေးအောင်မယ်မေးလိုက်ဆမ်းမှာ ဖြေပြမှာပညာရှိတဲ့မောင်ကဲကဲအမြဲမှန်နဲ့ပဲ အမေးလိုက်စမ်းမှာဖြည့်ပြမှာပညာရှိတဲ့မောင်ကဲကဲအမြဲမှန်နဲ့ပဲအပါမဲတူမျက်စိပြူဘလူမျက်နာလူလိမ့်ညာအဲ့ဒါဘလူလဲကွာအတားမဲပြလူမိတ်စာ လိမ့်ညာပွေဝိုက်ထူလူမိုက် ဖြည့်လိုက်ပါအောင်အလွယ်ဆုံးအဲ့ဒါဇော်မဲလုံး ဟုတ်ပါတယ်ကွဲပြီးမှန်းနဲ့နောက်ထပ်မေးအောင်မယ်ဟုတ်ပါတယ်ကွဲပြီးမှန်းနဲ့နောက်ထပ်မေးအောင်မယ်မေးလိုက်စမ်းပါဖြေပြမှာပညာရှိစုအောင်မန်းညူမှန်ကိုမှန်နေပြောမေးလိုက်စမ်းပါဖြေပြမှာပညာရှိစုအောင်မန်းညူမှန်ကိုမှန်နေပြောရင်နွေးကြံတောက်လက်ဖက်ချောက်ထိတ်ပေါက်ခေါင်းကွဲလူတိုင်းဆက်တဲ့ဘဒူလဲ ရေနွေးချမ်းတောက်လက်ဖက်ချောက်ထိပ်ပေါက်ငဖြီသေးကန်ဤအဲ့ဒါဆိုဝင်ကြီးဟုတ်ပါလေကွယ်မင်းမန်းနဲ့နောက်ထပ်မေးအောင်မဲဟုတ်ပါလေကွယ်မင်းမန်းနဲ့နှစ်ယောက်စလုံးဖြည်ရန်ကွယ်မင်းလိုက်စမ်းပါဖြည်ပြမှာပညာရှိဆိုညီအကိုကဲကဲအောင်မန်းညိုမင်းလိုက်စမ်းပါဖြည်ပြမှာပညာရှိဆိုညီအကိုကဲကဲအောင်မန်းညို ရသေးစပ်ဖြဲအရက်ထဲချောလဲချောတဲ့လူချမ်းသာဟုတ်တယ်မူလားဖြည်စမ်းกว่าရသေးစပ်ဖြဲအရက်ထဲတရဲနဲ့တူအမေးတူကျွေးอยู่ပြီးကပြန်မရပြေးပြီးပြ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 တွေ့ခြင်းပေါ့ဒီတဲ့ရင်ထွက်လာတာဟာအင်တန်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်တကယ်တော့ PDF တွေကိုစကားနဲ့ထည့်မပြောခြင်းဆုံးကစစ်ကောင်စီဖြစ်တယ်။ PDF တွေကိုနော်လူရမသွင်းခြင်းဆုံးက စစ်ကောင်စီဖြစ်တယ်။ဒါပေမဲ့တပြေးပြင်းနဲ့ဒီလေးနှစ်မှာအာဏာသိမ်းခါကြာစားပြီးမင်းတို့ PF တွေကိုဘယ်လိုလုပ်လိုက်မှာလို့အချိန်တိုင်းဘယ်လိုဖြစ်သွားမှာလို့လို့អော်ခဲ့တယ်ဘောမတတိုင်းနဲ့နော်ဒီဝန်ကြီးချုပ်များဟိုဘုံမူးကြီးအစင်အလောက်ရှိတဲ့လူများကလည်းအချိန်လုံးကတော့အဲ့ဒီလိုမျိုးပြောခဲ့ကြပါမိ့အခုနောက်ပိုင်းမှာ PDF တွေကိုဇာရဲမဖြစ်မနေထည့်ပြောလာရတဲ့အခြေအနေပေါ့နောက်တစ်ခုကခုရက်ထဲမှာထုတ်လိုက်တဲ့ပြစ်ဆုံးဆွေးနွေးမယ်ဆိုတဲ့ကိစ္စကလည်း PDF တွေလည်းပါမယ် เนาะအားလုံးပြေဆုံးဆွေးနွေးမယ်ဆိုတော့ဟာမျိုးထုတ်တာပေါ့ဒီလိုမျိုးတည်င်းကိုသူတို့မထုတ်ချင်ပဲထုတ်ရတာဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားတာကဒီတည်င်းကိုမဟုတ်ပါဘူးဒီတည်င်းဘာကြောင့်ထွက်လာတလဲဆိုတော့စိတ်ဝင်စားတာပေါ့เนาะအဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ပြီးသုံးသပ်ကြည့်မယ်ပေါ့ရှင်เนาะဒီမြို့နယ်တွေကိုเนาะတောက်လျှောက်တောက်လျှောက်သိမ်းနေတယ်နောက်တစ်ခုကဒီအာရုရှားကိုကတ်တယ်နော်တရုတ်ကိုကတ်တယ်အပူကတ်ပြီးတော့မှနော်အကူကြီးတောင်းပြီးတော့မှဒီလာရှိုးပြန်ရဖို့အတွက်စူးစမ်းတယ်အဲ့ဒီအချိန်မှာဒီရုရှားကလည်းပါလာတယ်ပေါ့နော် အဲ့ဒီအချိန်ကာလတုန်းကတော့ဒါမင်းအွန်လိုင်းကညနေပိုင်းပြုံးဖီးပြီးတော့အဲ့လိုကြီးပေါ့ရှင်နော်ဟုတ်အရန်ကျဉ်တတ်နေတဲ့ပုံစံကြီးတွေ့ရတယ်အဲ့ဒီလိုပဲသူ့ရဲ့နောက်လိုက်အောက်ဆွဲများကလည်းဒီတိုင်းပဲဟာပြောနေကြတာပေါ့ရှင်နော်ဒါကျွန်တော်တို့ဗီဒီယိုပိုင်းတွေ့ရဆိုတဲ့ခါကျတော့အဲ့ဒီအခြေအနေလေးတစ်ခုကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငလီလှုပ်လိုက်တယ်နော်ဒီငလီလှုပ်လိုက်တာကလည်းစစ်ကောင်စီလုံးဝအထိခိုက်မခံတဲ့နေရာတွေကိုခြေကုပ်ယူထားတဲ့နေရာတွေကိုလှုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အုံအိုင်းလေးကိုပဲငလီလှုပ်ခတ်သွားတာဖြစ်တဲ့အတွက် တကယ်ထိသွားတာကြတော့ဒီစစ်တပ်ပဲဖြစ်တယ်ပေါ့နော်။ဘာထိသွားလဲဆိုလို့ရှိရင်ပြည်သူလူထုကိုဟိုမကူနိုင်ဘူးမကယ်နိုင်ဘူးဆိုတဲ့အရေးချင်းကိုဝင်ဝင်ရှင်ရှင်ပို့ပြီးမြင်လိုက်ရတယ်။ပထမ2024ထဲမှာဖြစ်သွားတုန်းကအချိန်ရှိသေးတယ်။အဲ့ဒီအချိန်ကဘာလဲဆိုရင်ရေပေးလာတဲ့အချိန်မှာပြည်သူထောင်ကျော်တည်တယ်။အိမ်တွေပါမြုပ်တယ်တရွာလုံးနော်ရေလွှမ်းဟိုလွှမ်းမိုးတဲ့အထိဖြစ်သွားတဲ့သဘာဝဘေးဒီသဘာဝဘေးမှာတည်းကနော် စစ်တပ်ဟာဘာမှပြည်သူအတွက်လုံမလုံပေးခဲ့ဘူးဆိုတာကိုဒါသူတို့ထဲကလူတွေเนาะဒီစစ်တပ်ရဲ့အဲကျောင်းတော်နောက်ခံလုပေးနေတဲ့လူတွေကိုယ်တိုင်ကမြင်တွေ့လိုက်ရတယ်။အဲ့ဒီအချိန်ရှိတယ်ရှင်။အဲ့ဒီအချိန်ကနေပြီးတော့မှအခုအချိန်နေမှာသူတို့ခြေကုပ်ယူထားတဲ့နေရာတွေမှာဒီပဲငလင်ရလှုပ်ခတ်သွားတာမြန်မာပြည်အလဲပိုင်းပေါ့ရှင်เนาะလှုပ်ခတ်သွားတာဖြစ်တယ်ဒီအပေါ်မှာလည်းပြည်သူလူထုကိုကူရကယ်ရမယ်ကိစ္စတွေကိုဘာတစ်ခုမှ လုံးဝစိတ်ဝင်စားတာလုံးဝကိုလှစ်လို့ရှုပ်ပလိုက်ပြီးတော့မှနိုင်ငံတကာကိုခွက်ခေါက်အလူခံတာမျိုးတွေလုပ်တယ်။အဲ့ဒီကနေပြီးတော့မှတစ်စီငင်းငလင်ကိစ္စနဲ့တဘာဝဘေးအန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုအကြောင်းပြပြီးနော်နိုင်ငံရေးအရာတခြားနိုင်ငံတွေကိုချင်းကပ်ဖို့စူးစမ်းတယ်။သူတို့အတွက်ဟိုကောင်းတာဖြစ်လာဖို့အတွက်စူးစမ်းခဲ့တော့ညာလေတကယ်တမ်းကမဖြစ်လာခဲ့ဘူး။နော်တကယ်တမ်းကမဖြစ်လာခဲ့ဘူး။အဲ့တော့ပြည်သူတွေကလည်းမပြောနဲ့တော့အရင်နှုန်းနဲ့ကချင်းနေတာယွန်နေတဲ့ချင်းပတ်တွေ ဖြစ်တဲ့အတွက်ကြောင့်မလို့အခုငလင်ပေးဖြစ်သွားတဲ့အချိန်မှာပြည်သူတွေကပိုယွံသွားတာအဲ့ဒီယွံသွားတဲ့အထဲမှာစစ်ကောင်စီရဲ့ကြောတောင်နောက်ခံပေးနေတဲ့လူတွေလည်းပါတယ်နော်ဘာဖြစ်လို့လဲသူတို့ခံလိုက်ရတာဟုတ်နော်သူတို့ရဲ့မိသားစုတွေခံလိုက်ရတဲ့အချိန်မှာသူတို့ကိုယ်တိုင်စစ်ကောင်စီကိုယွံရှာမုန်းတီးသွားတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒီအပေါ်မှာအမိတဟဲပြုတ်ပြီးတော့မှနိုင်ငံရေးထွက်ပေါက်ရဖို့စူးစမ်းတော့ညာလေသူတို့ရဲ့အဲဒီပို့ပြီးတော့လူမုန်းများလာတဲ့နော်လူမုန်းများလာတဲ့ဟာကိုပဲသူတို့က လက်ခံရခံစားရတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာဆီယံကိုသူတို့ကတ်တယ်အာဆီယံကလည်းနော်ပထမတော့ကျမတို့ကအာဆီယံဘာကြောင့်ဒီမင်းအွန်လိုင်းကိုလူရတွင်းလာတလဲလို့စဉ်းစားနေတာပေါ့ဒါပေမဲ့အခုတော့တဖြည်းဖြည်းရုပ်လုံးပေါ်လာတာကဘာလဲဆိုရင်အာဆီယံကနော်ဒီနျူကလ িয়ার တပ်ပေါင်းကိုကိစ္စအမှားတွေကသူတို့ကတော်တော်စဉ်းစားနေပြီဖြစ်တယ်အခုငမင်းငလင်ကိစ္စမှာလေသူတို့မျက်မြင်ကိုယ်တွေ့တစ်စစ်တက်ရဲ့အရေးချင်းသူတို့သိသွားပြီပြောမယ်ဆိုလို့ရှိရင်ပေါ့ရှင်ဒီကောင်ကလူမိုက်တာဆိုတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးသူတို့သိသွားပြီပေါ့နော်အဲ့တော့ ဲ့လိုတည်သွားတဲ့အပေါ်မှာအာဆီယံကဘုံသဘောတူညီချက်၅ချက်ထပ်ကျော်လွန်ပြီးတော့เนาะဒီသဘောဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ချင်းကပ်ဖို့စူးစမ်းလာတယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကဒီမလေးရှားကနေပြီးတော့ကေဆယ်ကြီးအဖွဲ့ကြီးနောက်တစ်တုပ်ထပ်လွတ်တယ်ဆိုတာလေဒီအဲ့ဒီမှာလေးလာတုံးသက်ဖို့လေပါလိမ့်မယ်ဒီနိုင်ငံရေးအရအဲတချို့ကိစ္စတွေပါလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဘယ်ဘက်ကနေပဲကြည်ကြည်ဘလို့မှအကောင်းမနေတဲ့မင်းအောင်လိုင်းတို့အဖွဲ့ပေါ့နော်စစ်အုပ်စုပေါ့နော်ဆိုတဲ့အခါကျတော့အခုသူတို့ ဒီသတင်းထုတ်လာတယ်ပေါ့ရှင် PDF တွေနဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းထုတ်လာတယ်ပေါ့ဒါပေမဲ့ပြည်သူဟာပြည်သူဟာတတန်နဲ့ထွက်ခဲ့တာဖြစ်တယ်ကိုအရှင်အနေကအစပြီးအာနာသိန်းတွေကတွေးတွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့အရာနဲ့ပဲသွားခဲ့တာကဲအခုသူတို့ဆွေးနွေးမယ်ဆိုပြီးထုတ်ခဲ့တဲ့ပထမတစ်ခေါက်သတင်းလုံးကလည်းပြည်သူကဒီအတန်ပဲထွက်ခဲ့တာဖြစ်တယ်အခုနောက်ဆုံးဒီတစ်ခေါက်မှာနော်အခုအခုအချိန်ဒီရက်ထဲမှာထုတ်လာတဲ့သတင်းအပေါ်မှာလည်းပြည်သူရဲ့အတန်ကဒါပဲမဆွေးနွေးဘူးနော် လုတ်ဆရာရှိတာလုတ်မယ်ဆိုတော့ဟာနဲ့ပဲသွားနေတာအဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့ရှင်မြင်းကလင်းဟာစစ်ကောင်စီကိုပို့ပြီးတော့ဟိုရိမ့်ရန်သွားစီတယ်ပို့ပြီးလှုပ်ခတ်သွားစီတယ်ဒါတမဝါကြီးကတောင်မှပေါ့နော်ဒီမင်းစိုးမင်းညစ်ကြီးကိုအပြစ်ပေးနေသလားလို့တောင်ထင်ရတဲ့အထိသူတို့မှတဘာဝဘေးအန်ဒီအကြောင်းတော်တော်ရိုက်ခတ်သွားတာဖြစ်နေတယ်အဲ့တော့ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကင်နော်တော်လိုင်းအဖွဲ့တွေအားလုံးကဒီမြင်းကလင်းမလာခင်တည်းကမြို့သိမ်းတိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်လုပ်နေတာဖြစ်တဲ့အတွက်သူတို့ကနေမြေတွေကိုနော် ပူပူပြီးဆုံးရှုံးလာတယ်။နောက်ထပ်ဆုံးရှုံးဖို့လည်းရှိတယ်။နောက်တစ်ခုကကျမတို့အခုချိန်မှာဒီသတင်းပါကြောင်ထုတ်လာတာလေဆိုတော့ခံမှန်းလို့ရတယ်စစ်ကောင်စီလုံးဝရိုင်းနေနေတာဖြစ်တယ်။လုံးဝအခြေမခံတော့တာဖြစ်တယ်။နော်သူတို့အချင်းချင်းတည်းမှာကိုယုံကြည်မှုပြည့်ပြည့်နေတာဖြစ်တယ်။နောက်တစ်ခုကစစ်လက်နက်ထုတ်လုပ်တဲ့နေရာတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထားတာဖြစ်တယ်။ဝိုင်းနာကြတာဖြစ်တယ်အဲ့တော့သူတို့မှာဘာဖြစ်လာလဲဆိုရင်ဒီစစ်လက်နက်တွေထုတ်လုပ်ဖို့အတွက်အရင်မမီတော့ဘူးဖြစ်တယ်ဒီလက်အခဲရန်တွေထုတ်လုပ်ဖို့အတွက်ဒီ budget သုံးဖို့အတွက်လည်းအဲသူတို့မှာအများကြီးလိုအပ်နေတာဖြစ်သူတို့ထုတ်လုပ်နိုင်မဲ့ ဟိုပါဗောအလင်မမီတော့ဘူးရှင်နော်အဲ့ဒီလိုမျိုးဖြစ်လာတယ်နောက်တစ်ခုကရခိုင်ရခိုင်အေးအေးတက်တော်ရဲ့လုံဆောင်မှုသူတို့မြန်မာတီတီမြင်တွေ့နေရပြီဖြစ်တယ်အရေးချင်းကိုမြင်တွေ့နေရပြီလေရခိုင်ဟာရခိုင်ပြည်နယ်ကိုလက်ရှိကြံနေတဲ့မြို့တွေကိုဒီနှစ်ထဲမှာအပြီးသိမ့်ပိုက်နိုင်လိမ့်မယ်လို့ကျွန်မခန့်မှန်းမိတယ်ဒီနှစ်ထဲမှာရခိုင်ပြည်နယ်ကိုသိမ့်ပိုက်ပြီးရခိုင်ဟာဘေးဝဝင်မယ်ဆိုရင်ဘကိုးကိုဝင်ဖို့လမ်းကြောင်းရှိနေပါတယ်အတော့အခုလဲဒါဘကိုးကိုဝင်တချို့ဒီရခိုင်ဘက်ကနေပြီးတော့ရခိုင်တက်တော်အေအေကဝင်နေဝင်ရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ မအားလားလို့စစ်အုပ်စုဟာအခုချိန်မှာသတင်းမထုတ်ပေးတာပဲရှိတယ်နော်ဖုံးဖိထားတာပဲရှိတယ်အတွင်းထဲမှာတော်တော်အချင်းကြီးမလှတော့တဲ့အချင်းကြီးကိုမြင်တွေ့နေရတယ်ဘောမတွေကတော့ရှောက်ပြောနေတာပေါ့ရှင်နော်ရှောက်អော်နေကြတာပေါ့နော်အဲ့တော့တကယ်ကန်ဆိုးမိုးမောင်ကြနေတာ၄နှစ်စက်တိုက်ကန်ဆိုးမိုးမောင်ကြနေတာအဲ့ဒီစစ်အုပ်စုပဲအဲ့ဒီအာဏာရှင်တိုက်ပဲဖြစ်တယ်အခုလေသူတို့ကိုကန်တရားကြီးကလုံးဝအခွင့်မပေးပါဘူးနော်အဲ့ဒီလိုပဲနောက်ထပ်ဒီတဘာဝဘေးအန္တရာယ်တွေထပ်လာလို့ရှိရင်လည်းပဲသူတို့ကဒီထပ်ပို့ပြီးတော့ဟို စိုးရွားတဲ့လုပ်ရက်တွေကိုဆက်ဆက်တိုက်ဆက်တိုက်လုပ်နေအောင်ပါပဲအဲ့တို့ပြည်သူကတို့ကိုချင်လာမယ်ရှင်လာမယ်အဲ့ဒီအချင်းအရာတွေကြောက်လေပြည်သူကနောက်မဆုတ်တာဖြစ်တယ်သူတို့ကတော့နိုင်ငံရေးကိုနော်ပြည်သူကိုဂရုမစိုက်တာပြောချင်တာသူတို့ကပြည်သူကိုလုံးဝဂရုမစိုက်တာပြည်သူကိုလုံးဝထဲမတော်ထားတာလုံးဝထဲမတက်ထားတဲ့အတွက်အာဆီယံနိုင်ငံတွေကိုပေါင်းပြီးတော့သူတို့ကိုလူရသွင်းလာအောင်ဂျူစာချင်းဖြစ်နေပေါ့နော်ဒါပေမဲ့အာဆီယံကအဲ့ဒီပုံစံမျိုးနဲ့လူရသွင်းလာလိမ့်မယ်လို့ကျွန်မမထင်ဘူး ဒီချက်ပိုတဲ့ပါဝင်ပတ်သက်မှုမျိုးတွေရှိလာလိမ့်မယ်လို့ကျွန်မတင်တယ်ဒီကြားထဲမှာလည်းထွက်လာတဲ့သတင်းတွေကတော့အမျိုးမျိုးပေါ့ဖြစ်အမေရိကန်ကဝင်မာလို့ဘာလို့ပေါ့နော်အမေရိကန်အဲအမေရိကန်ကဘင်္ဂလားဒေ့ရှ်ကနေတဆင့်စစ်ရေးကိုကူညီမယ်လို့တော်လန်ရေးကိုကူညီမယ်လို့ဒါတွေကတော့ထားလိုက်ပါတော့ဟုတ်လားမဟုတ်လားကျွန်မလည်းမသိဘူးဟိုဟိုအတီတကြလည်းယူလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုနည်းနဲ့ပဲဝင်လာဝင်လာဒါတွေကမကောင်းပါဘူးပြောချင်တာကဒါကကောင်းတဲ့အာဘက်ကိုသွားမှာမဟုတ်ဘူးဘယ်နိုင်ငံမှမဝင်လေကောင်းလေပဲအဲ့တော့ တော်လည်းအခွင့်များနေပြည်သူများအားတင်းနာကြပါကျွန်မတို့တို့လုံးဝအသာစီးရနေတယ်လုံးဝစစ်ကောင်စီကပြုတ်ကျဖို့အတွက်တဲတဲလေးပဲလုပ်လို့လေဆိုတာကိုပြောချင်တယ်အဲ့တော့စစ်ပွဲကြီးတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေချိုးတင်ပြင်ဆင်ပါဘေးသမီးလေးတဲတဲရနေပြီးပြောသွားလေးဖြစ်ပါတယ်အနောက်ဘက်သပြီးတော့ပြည်သူတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အမေရိကန်ကနေပြီးတော့တဆင်ဝင်လာမဲ့နေထားတွေရှိလာတာလဲဒါလက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီလက်ခံမနေတာတခုဖြစ်နေပြီးတော့ဖြစ်ပေါ်လာခဲ့ရင်ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကိုပဲချိုးတင်တွေးထားမယ်နေထားတခုဖြစ်ပြီး ကလမျိုးတွေအားလုံးပဲဒီပီိုလေးကိုတော့လာရှုမျိုးမှာအလံခိုးခံလိုက်ရပြီဆိုပြီးတော့မဲအောင်လိုင်းရဲ့ဘောမာတွေကနေပြီးတော့သူတို့အဘအလံခိုးခံလိုက်ရပြီပေါ့နော်အလံကိုပြန်ပြီးတော့ခိုးနိုင်ပြီဆိုပြီးတော့ပုံဝင်ကြွနေအောင်တွေ့နေရလို့ပြန်လည်းမျှဝေပြီးတဲ့ချင်းဖြစ်ပါတယ်ဒီကောင်းဒီဘယ်လိုမျိုးပုံဝင်ကြွားပြီးတော့ချင်းကြယူစကားတွေပြောလဲဆိုတော့ဒီပီိုတွေတွေ့အောင်ဖြစ်ပါတယ်လာရှုအခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီကနေ့မှာဒီလာရှုမျိုးပေါ်မှာတွေ့ထူထားတဲ့ဒီစစ်စစ်ကြွ MMD ရဲ့အလံတွေအကုန်ရုပ်သွားပြီဘာမှမကြံတော့ဘူး အကုန်လုံးရုပ်သွားပြီအဲ့တော့တချို့ကပြောတယ်အာမင်းတို့လာရှိုးမင်းတို့တက်မတော်ကြီးတာယူလာမဟုတ်ဘူးကွာတာယူလာမဟုတ်ဘဲနဲ့မင်းတို့တက်ထိုင်လာမဟုတ်ဒီလိုမျိုးတွေပြောပါတယ်စစ်သွေးရောအုပ်စုဒီလိုတွေပြောပါတယ်အဲ့တော့စစ်တိုက်တယ်ဆိုတာကစစ်တိုက်တယ်ဆိုတာကကျွန်တော်လက်နက်ကြီးနဲ့ပြင့်တယ်လည်းမရဘူးอืมစစ်စင်ရေးတခုလည်းလုံးလို့မရအောင်စစ်တိုက်ရဆိုစစ်ရေးနိုင်ငံရေးနှစ်ခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာနိုင်ငံရေးမှာကျတော့အမာနဲ့လဲသွားတယ်အပြော့နဲ့လဲသွားတယ်အဲ့ဒါအမာနဲ့အပြော့နဲ့သွားနေရမှာမဟုတ်ဘူး ကျူကောပေးလိုက်ကိုတိုင်ကုန်းနိုင်တဲ့သွားနေတဲ့တရုတ်စီကိုစစ်တိုက်ရဆိုတော့ကကျော်စေးရေးလိုတယ်နိုင်ငံရေးအမာကိုင်းလိုတယ်အပျော်ကိုင်းလိုဒီလိုသုံးခုနဲ့သွားတာဒီထောက်တိုင်တော့သုံးခုနဲ့သွားတာဒါစစ်ရဲ့သဘောပဲအဲ့တော့ဘလူးဝဲပြပြကျွန်တော်လာရှိုးမျိုးကလာရှိုးမျိုးနဲ့ပတ်သက်ရင်ဒါကကျွန်တော်တို့ဒီ soft power ကနေပြီးတော့ကျွန်တော်တို့နိုင်ငံရေး soft power ကနေပြန်ရတာပဲဗျ soft power ပြန်ရတာမဟုတ်ဘူးကခွက် power ပြန်ရတာလက်နဲ့မစွဲကြိုင်မဲနဲ့ခွက်စွဲကြိုင်လို့ရတာဟာ နိုင်ငံရေးပါဝါကနေပြင်ရတာပဲอืมအဲ့တော့ဗျာခင်ဗျားတို့သိပါလေဒီလာရှုမြို့မှာပါကာပါတို့ပါလာပါတို့ဗျာဘာအညာအဆုံနေရပဲဗျာအမှကျွန်တော်တို့အဲ့မှာဆိုရင်ဥထုံးထုံးဟဲ့ဥထုံးထုံးဟဲ့တော့မှအမှမျိုးအုပ်ချုပ်ရေးဖွဲ့တယ်မှာပါတယ်ဥထုံးထုံးဟဲ့ဆိုတော့ကဒီ NLD ရဲ့ကျွန်တော်တို့ဒီစီးစီးအဖွဲ့ဝင်ဒေါ်မေတကြံဟဲ့ရဲ့မေတကြံဟဲ့ရဲ့အဖေရကေကနောင်ချုံမြို့နယ်ပြည်သူ့လို့တော့ကိုစလဲဥထုံးထုံးဟဲ့ဆိုတာမေတကြံဟဲ့ရဲ့အဖေပြီးခဲ့တဲ့ကာလ30 20ကောင်ကာလမှာတိုက်ဝဲတွေဖြစ်ပြီးတော့ဒီထောင်ဖောက်ပြီးတော့ ် MMD ကထိချုပ်ပြီးနောက်ပိုင်းမှာဒီထောင်ဖွင့်မိလိုက်တဲ့အခါမှာဦးထွန်းတို့ဘုံဖောက်တာမဟုတ်ဘူးထောင်ပေါက်သွားတာမင်းတို့ကောင်တွေသုံးမကြလို့ဘယ်လိုပြီးတော့ထောင်ဖောက်အောင်မလဲထောင်ပေါက်တာမဟုတ်ထောင်ပေါက်သွားတာမင်းတို့တော့အဲ့မှာထောင်ထဲကိုပြန်မရောက်အောင်ထွက်ပြေးရတာမင်းတို့ရဲ့စစ်ကွေးတွေထောင်ဟင်ကထောင်ထောင်ဟင်ပေါ့ဗျာထောင်ထောင်ဟင်ကကျွန်တော်တို့ဒီလာရှိုးရဲ့လက်ရှိမျိုးချိုးရဲ့ခေါင်းဆောင်လုပ်နေတယ်အခုတော့ထောင်ထောင်ဟင်ကပြေးပြီလားမပြေးဘူးလားကျွန်တော်လည်းမသိဘူးအဲ့တော့လာရှိုးမျိုးရဲ့အခြေအနေလက်ရှိတော့ကျွန်တော်တို့ဒီလာရှိုးမျိုးရဲ့အခြေအနေပတ်သက်ရင်ကျွန်တော်ဒီစင်ကောင်ဟိုတယ်မှာအဲ ဒီတရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ဒီကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကိုယ်စားလှယ်အဖွဲ့ပြီးရင်ကျွန်တော်တို့ဒီ MMD ရဲ့ကိုယ်စားလှယ်အဖွဲ့၃ဖွဲ့နဲ့ကျွန်တော်တွေ့ပြီးတော့ဆွေးနွေးသိရတယ်ဒီ MMD ကတော့ဒီ April 27ရက်နေ့နောက်ဆုံးထားပြီးတော့ဒီ live show မျိုးနဲ့ထွက်မှာဖြစ်ပါတယ်အဲ့သူတို့ပြောသလိုပါဗျာဒီတက်ကမြို့ထဲမှာနေပြီးတော့ MMD ကမြို့ပြင်မှာနေရမယ်ဆိုပြီးသူပြောဆိုနေကြတာရှိပါတယ်အဲ့တဲ့င်းတွေကကျွန်တော်တဲ့င်းမားတွေကဖြစ်ပါတယ် MMD က MMD ကသူတို့တည်ရချင်းခင်ဗျားတို့နတ်တိုင်ကြက်တယ်လို့တည်ရချင်းသူတို့က ဒီ last show ကနေသူတဖြည်းဖြည်းသူတို့ဆုတ်ရမယ်နောက်ဆုံးသူကဒီလောက်ကင်ကြီးဆုတ်ရမယ်ရခဲ့ကျွန်တော်တို့ဒီကိုကကိုပိုင်အုတ်ချုပ်ခွင့်ရမြို့မှာပြန်ပြီးနေရမယ်လက်ရှိသူတို့ဒီရှမ်းမြောက်ဒေသလမ်းမကြီးဒီမှာသူတို့ထိ ंछ ုပ်တဲ့ area တွေအားလုံးကသူတို့ဆုတ်ရမယ်ဆုတ်ပြီးတော့ရခဲ့ကိုကကိုပိုင်အုတ်ချုပ်ခွင့်ရဒေသမှာသွားပြန်နေရမယ်ဒါသူတို့အခြေအနေပြီးရင်ကျွန်တော်တို့ဒီ last show ထောင်ထဲမှာကျွန်တော်တို့ဒီရှိနေတဲ့ထုတ်ထူပါပဲကျွန်တော်တို့ဒီဖန်စီချစ်ချော်ဘက်ကိုရွှေပြောင်းခံရတဲ့ဒီကျွန်တော်စစ်သုံးမှတ်နေရှိတော့တက်မော်တာရှိတာပေါ့ ဒါပါဆိုတက်မော်သားလိုပဲသုံးပါမယ်အဲ့တော့ဒီတက်မော်သားတွေလည်းကျွန်တော်တို့ဒါပြန်ပြီးတော့ဒါလွတ်มาဖြစ်ပါတယ်ကျွန်တော်တို့တည်တာပြန်ပြီးလွတ်มาဖြစ်ပါတယ်အဲ့တော့ဒီတက်မတော်မိသားစုဝင်နေအနေနဲ့ဒါကျွန်တော်တို့အများကြီးစိတ်မူပါနဲ့ကျွန်တော်တို့ဒီပြန်လွတ်มาပါပြန်လွတ်มาပါအဲ့တော့ခင်ဗျားတို့ရှင်းပါလေကျွန်တော်စစ်ဒီနိုင်ငံအရေးမှာနိုင်ငံအရေးမှာကျွန်တော်စီးစီးနဲ့လည်းသုံးရတယ်နိုင်ငံရေးအမာလည်းသုံးရတယ်အပျော်လည်းသုံးရတယ်အဓိကကကိုယ့်ရဲ့ရည်မှန်းချက်ရဖို့ပဲခင်ဗျားကလာရှိုးမျိုးကိုရဖို့တော့ခင်ဗျား လူတွေထပ်သေးပြီးတော့ခင်ဗျာတိုက်เสียမှာမလို့တာဗျာอืมမလို့တာဗျာခင်ဗျာလည်းအဓိကရဖို့ပဲလေဗျာအေးလေလူမမလို့တာဟိအဘတယောက်သွားကုန်ဝင်ရပြီကျူကျူခေါ်လိုက်ပါခေါ်ပြီးတော့ကဲထားလိုက်ပါတော့ဒါကတော့ဒါကတော့ဘောမတွေကနေပြီးတော့လာရှုမျိုးပြန်သွားရသွားတဲ့ချိန်မှာသူတို့ရဲ့ဘောမအချင်းချင်းမှာတော့မှဒါတရုတ်ကနေပြီးကုညူရတာဆိုတော့ဒီလင်းပြူထားတဲ့သူတွေကရှိတာတော့အလုံးသိမှာဖြစ်ပါတယ်ဒါမှလည်းလက်မခံတဲ့ဘောမတွေရဲ့လက်မခံဘူးဗျာသူတို့ကလည်းသူတို့အဘအချက်ကိုတော့ထိမ့်သိမ့်ရသေးတာပေါ့ ေဘာဖြစ်ပါ MND ရဲ့လုတ်ရက်ကမှားသည်ဖြစ်စေမှန်သည်ဖြစ်စေကျွန်တော်တို့တော်လန်ရေးပြည်သူတွေပြည်မမှာရှိတော်လန်ရေးပြည်သူတွေကတော့ MND ကိုဘယ်လိုမျိုးသဘောထားလဲဆိုတာကတော့လက်ရှိမှာပေါ်ထွက်လာတဲ့အနေအထားတစ်ခုကတော့အားလုံးသိရှိမှာဖြစ်ပါတယ်။ဟုတ်ပါတယ် MND အနေနဲ့ဖမ်းမိထားတဲ့သူတို့ရဲ့စစ်ခွေးတွေကိုလည်းပြန်လည်ပြီးလွတ်မြောက်ပေးတာတွေလွတ်ပေးလိုက်တာတွေဖြစ်နေပါပြီ။ဒါမဲ့လည်းအကောင့်တွေဒီရပဲလွတ်မှာပါ။တော်လန်ရေးပြည်သူတွေလက်ထက်လွတ်မှာမဟုတ်ပါဘူး။ဒါ့အကြည့်ချင်းအမင်းတော်လန်ရေးပြည်သူတွေအနေနဲ့သူ့ကိုအဓိကထားပြီးတော့အားပေးရမလဲဆိုတာကိုသိရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဗီဒီယိုမှာရှိတဲ့ တော်လိုင်းတက်တွေတကယ်စိတ်ရင်းမှန်နဲ့လုပ်နေတဲ့တော်လိုင်းတက်တွေကိုအိကရှောက်ဖွေပြီးတော့အားပေးပြီးတော့အเจ้าအောင်လေဒီနိုင်ငံကပြီးထပ်မံပြီးပြီးအတွန်းလိုက်ပါတယ်။တကယ်မှန်ကန်လုပ်နေတဲ့တော်လိုင်းတက်တွေလည်းအများအောင်ပွဲဆင်နေပါသေးလို့ဒီနိုင်ငံကနေပြီးတော့စုမကောင်းတောင်းပြီးလိုက်ပါတယ်။အားရှုတိုက်ယူရမဟုတ်ဘူးနော်။ပြန်စင်းသားတောင်းယူရတာအခုတော့တောင်းယူရတဲ့အဆင်ဖြစ်သွားပြီ။အေးအဲ့ဒါပဲ။မင်းကအဲ့စိတ်ထဲမှာမင်းကတောင်းယူရလို့ထင်တယ်ဟဲ့။အဲ့ကြောင့်မကျွန်တော်ရောင်းနေတာ။ဟဲ့ဟဲ့ဘာဆိုင်တို့လဲဘာဆိုင်လဲ။အခုအဲ့အခုကာချုပ်ကိုအကြံပေးလိုက်။ တန်းထက်မကင်နဲ့နောက်ပိုင်းကျခွက်ပဲကင်လိုက်တော့ဟုတ်ကဲ့ကျမရဲလေဘုလို့ TV မှာရင်းတော့ကျင်ကြရလေမြဝတီတို့မြမအတန်တို့ဗာလေပြပအာဟုပစိန်ယိုးအေးလေအစိုးမြင်ဝါဒီများအဆက်ညင်ကြအဲမင်းလူကောင်မျိုးတွေကြီးအခုလက်တွေ့အစစ်တက်ဖြစ်နေတာပြပအာဟုပစိန်ယိုးကကိုတို့စကစား